မတင်စာဦးကမေးထားပါတယ်ဖခင်တက်ရှိထင်ရှားရှိနေပါလျက်ဖခင်ပိုင်တဲ့အိမ်နှစ်ဆိုင်ကိုသားသမီး၃ယောက်ပိုင်ဆိုင်ကြောင်းလွှဲပြောင်းပေးမယ်ပြောပါတယ်။နောင်အဖေမရှိတော့တဲ့အချိန်အမွေဆိုင်ရာမှာ ပြဿနာတစုံတရာရှိနိုင်လားရှင်။ရှရီအတ်မှာဘလို့အမိတ်ရှိမလဲသိချင်လို့ပါဆရာ။ဒီမေကွန်နဲ့ပတ်သက်ပြီးတော့ဖြေချရမယ်ဆိုရင် မူရစ်လို့ခေါ်တဲ့အမွေစက္ခံပြင်ပေးမဲ့ပုဂ္ဂိုလ်ဖခင်တို့၎င်းတခြားသူတို့၎င်းအဲ့ဒီလိုမျိုးသူကအမွေအမွေခွဲဝေပေးမဲ့သူမူရစ်လို့ခေါ်တဲ့သူရဲ့အခြေအနေကသူတက်ရှိထင်ရှားရှိနေသေးတယ် မကွဲလွန်သေးဘူးဆိုရင်အဲ့ဒီမှာဖိကာဓမ္မတတ်ဆုံးဖြတ်ချက်ရဆိုရင်သူမှာအပိုင်နှစ်ပိုင်ရှိလက်တခုတစ်ပိုင်ကတော့သူကျမ်းမာရေးကောင်းမွန်နေတဲ့သူမဟုတ်ရင်လည်းပဲကျမ်းမာရေးတော့ချို့တဲ့တယ်ဒါပေမဲ့အဲ့ဒီကျမ်းမာရေးချို့တဲ့တာဟာမရဇူလ်ဝဖာတ်လို့ခေါ်တဲ့သူဒီယောဂာနဲ့ပဲကျွန်းပြီးတော့မှသူဟာသူ့ရဲ့နောက်ဆုံးအချိန်တွေကိုဖြတ်တန်းရတော့မှမဟုတ်ဘူးဆိုရင် ဒါကိုသူကမိမိရဲ့အမွေဆက်ခံမဲ့လူတွေကိုအမွေခွဲဝေပေးခြင်းဟာဒါအမွေခွဲဝေပေးခြင်းလို့ရှရီယတ်ကမတ်တမောက်အမွေဆိုတာကအမွေပေးမဲ့ပုဂ္ဂိုလ်ကွယ်လွန်တည်ဆုံးပြီးမှရှရီယတ်ကတမတ်ထားပြီးဖြစ်တဲ့ခွဲတန်းကိုခွဲဝေခြင်းကိုအမွေလို့ခေါ်ဆိုတော့အချက်ပါအခြေအနေမှာသူကမိဘဖြစ်တဲ့လူက တသမီ၃ဦးကိုသူကခွဲဝေပေးလိုက်ခြင်းနဲ့ဆိုတော့ရှရီအက်ကတ်တာကိုဟေဘာလို့ခေါ်တဲ့လက်ဆောင်လို့ပဲတမတ်ဆိုတော့အဲ့ဒီလိုလက်ဆောင်အဖြစ်နဲ့မိဘကတာသမီကို ပေးတယ်ဆိုရင်တာဖြစ်တဲ့လူကိုနှစသမီဖြစ်တဲ့လူကိုတစခွဲတန်းဖြစ်တဲ့အမွေရဲ့ခွဲတန်းအတိုင်းပေးလို့မရဘူးအဲ့ဒီချိန်ကျရင်သူကညီသူများသူပဲပေးရမှာဖြစ်တဲ့ရှရီအက်ကတ်ခိုင်လုံတဲ့အကြောင်းပြချက်တွေမရှိပဲနဲ့ ်အချို့ကိုပို့ပေးခြင်းအချို့ကိုရောက်ပေးခြင်းပြုလုပ်ခွင့်မရှိဘူးအဲ့ဒီနေရာမှာလည်းပဲဒီအမွေပေးမဲ့ပုဂ္ဂိုလ်ကမိမိရဲ့တင်ရှိနေတဲ့အကျွေးတွေရှိမဲ့ဒါမှမဟုတ်လည်းမိမိရဲ့ hash ကတောင်းဝန်တွေကြန့်ရှိနေတယ်မဆိုရင်အဲ့ဒါတွေကိုဥစားပေးပြီးတော့ဆောင်ရွက်ရမှာဖြစ်တယ်။နောက်တစ်ဖက်ကတာသမီဖြစ်တဲ့လူကလည်းမိဘတက်ရှိထင်ရှားရှိနေတဲ့အခါမှာ အမွေပေးပါလို့ပြောဆိုခွင့်လုံးဝမရှိဒါကြတော့တပိုင်းဖြစ်နောက်တစ်ခုကတော့အဲ့ဒီအမွေပေးမဲ့ပုဂ္ဂိုလ်ဟာမရဇလ်ဝဖာတ်ကိုရောက်နေပြီတဘောကဆရာဝန်တွေကကြွန့်ကျင်တဲ့ဆရာဝန်တွေကပြောလိုက်ပြီးမရတော့ဘူးသူဟာအဲဘနလပဲခံမဲ့ဘနလပဲခံမဲ့စသည်ဖြင့်ဒီလိုယောဂမျိုးကိုမရဇလ်ဝဖာတ်လို့ခေါ်တဲ့တော့ဒီယောဂနဲ့ပဲသူကတော့ဘဝခီးပြောင်းတော့မယ်ဆိုတော့ အဲ့ဒီချိန်ကျရင်သူကတာသမီတွေကိုအဲ့ဒီချိန်မှလည်းသူအမွေပေးပိုင်ခွင့်မရှိသေးဘူးဘာလို့လဲဆိုရင်အမွေဆိုတာကအဲ့ဒီအမွေပေးတဲ့လူကခွဲဝေတာမဟုတ်အမွေဆိုတာကတရားတော်ကခွဲဝေတရားတော်ကခွဲဝေတဲ့အတွက်ကြောင့်သူကတာသမီတွေကိုအဲ့ဒီချိန်မှအမှားစကားသူပြောခဲ့ရမယ်ငါတည်ွားတဲ့ခါကျရင်မင်းတို့ဟာငါရဲ့ပိုင်ဆိုင်မှုတွေကိုဟလာရှရီယက်အတိုင်းပဲမင်းတို့ခွဲဝေယူကြပါလို့ သူဝစီရလုတ်ခဲ့ကြမှာ ဖြစ်တယ်။ဒါကြောင့်မိထားတဲ့မိခွန်ရဖခင်တက်ရှိထင်ရှားရှိနေတဲ့အချိန်ပြောတဲ့စကားဟာလက်ဆောင်တာဖြစ်ပြီးတော့အဲ့ဒီပိုင်ဆိုင်မှုမှာတာသမီ၃ဦးညီသူများသူပိုင်ဆိုင်မှာ ဖြစ်တဲ့ဒါကြောင့်ဖခင်ကိုမစအလာတေချာပြောပြပြီးတော့တဘောတူညီမှုရယူထားတဲ့ကြောင်းအချံပေးတင်ပြအပ်ပါလက်ဆောင်နဲ့ပတ်သက်ပြီးတော့နော်မန်ဘင်ဘရှိရ်ရဲ့စင်ပြန်ချက်ထဲမှာ တမန်တော်မြတ်ဆလ္လာလာဟူအလัยဟိဝဆလမ်ကဖတ်တကူလလာဝအဒီလူဘိုင်နာအောလာဒီကွန်မိမိရဲ့တာသမီတွေစီမှာဟလာညီသူမြတ်သူဆောင်ရွက်ပါဆိုပြီးတော့မှမိတ်တော်မူထားတာကိုလည်းတင်ပြအပ်ပါ